ားလုံးမင်္ဂလာပါကျွန်တော်ဒီကောင်ဒေသပြပေးအကြောင်းအရာလေးကတော့ကျွန်တော်တို့ဖုန်းတစ်လုံးနဲ့ကျွန်တော်တို့ reaction video ကိုဘယ်လိုမျိုးလုပ်အောင်လဲဆိုတော့ကျွန်တော်လည်းလူလေးလာကြည့်ကြအောင်အားလုံးမျိုးလုပ်ဖို့လည်းကျွန်တော်တို့ secondary record software လေးလိုပါနော်ကျွန်တော်တို့ play store ထဲကိုသွားပြန်ဒီမှာနော် app recorder သုံးပြီးရနိုင်နော်အဲအဲ့ဒီ software လေးကိုကျွန်တော်တို့ download ဆွဲလိုက်ပါမနော်ကျွန်တော်တို့မှာတော့ update တင်အောင်မတင်တော့ဘူးဟိုအဲ့ဒီ software လေးကို download ဆွဲလိုက်ပါအဲ့ဒီ software လေးကို download ဆွဲပြီးသွားနိုင်ကျွန်တော်အဲ့ဒီ software လေးကိုကျွန်တော်တို့ဖွင့်လိုက်မယ်နော်အဲ့ဒီ software လေးကိုဖွင့်လိုက်မယ် ဟိုအိုက်ဆော့ဝဲလေးဖွင့်မယ်ဆိုလို့ရှိရင်တော့ဒီမှာအတန်ဖွင့်ဖမ်းတဲ့ဟာလေးပါတယ်အဲအတန်ဖမ်းတဲ့ဟာလေးကိုကျွန်တော်ဒီမှာတော့ record ယူရတဲ့ဟာလေးကိုလည်းချက်နေမယ်နော်ဒီကောင်လေးကနှိပ်ကျင်သေးရေနော်ကျွန်တော်ဒီဒီဥသာရက်တာဒီကောင်ကဘူဂျီကိုအပီးတိုင်းပိတ်တာနော်တော့ဒီမှာဟိုမျက်နှာစကင်နေပါရေအဲလုံးလို့ရနော်ဒီမှာတော့ညားနေပါရင်တော့ပြလို့ရတယ်ကျွန်တော်တော့ဒီမှာညားမပြဘူးညားနေပါရင်ကျွန်တော်မနှိပ်တော့ဘူးအားရောက်နေတာ နော်အရင်ကောင်းမနေတော့ဘူးကျွန်တော်ဒီမှာနော်မျက်မျက်နှာလေးပါနေမှာ second patch နဲ့တွေ့ချင်းနေတော့ဒီမှာဒီကောင်းလေးအဝိုင်းလေးအဖေးစကန်လေးဟုတ်ပြီအဲကောင်ကျွန်တော်မျက်နှာလေးတစ်ချက်နေတာနော်ကျွန်တော်ဒါ reaction video လုပ်မယ်ဆိုရင်ဒါကိုရုပ်ကိုထည့်ရမှာဖြစ်တယ်တော့အဲ့လိုမျိုးရင်ထည့်မယ်နော်ပြီးလို့ရှိရင်ကျွန်တော်တို့ကအာဘက်ထွက်လိုက်မယ်ဘက်ထွက်ပြီးလို့ရှိရင်ကျွန်တော်တို့ပို reaction လုပ်ချင်တဲ့ video တွေကိုကောင်းမယ်ပေါ့နော်ကျွန်တော်ခင်လိုက်တဲ့ကိုတစ်ချက်သွားမယ်ထားလိုက်တော့ပြန်ကျွန်တော်ဒီခင်ဝဲဝါတစ်ချက်လေးခင်ဝဲဝါနဲ့အေးချမ်းမောင်းနဲ့အဲ ့သေဦးဆောင်လာတဲ့တခင်လို့ကျွန်တော်စားပြီးတော့လုပ်ကြည့်မယ်နော်ကောင်းပါလေမင်းနဲ့စားဒါအတန်းကျေလွန်နေလို့နော်ဒါဟောမပြကျွန်တော်တို့ကိုပညာတို့ပါလို့လို့ပေါ့နော်ကျွန်တော်တို့ပါညာတရားကပြောလို့ရပြီအော်ခင်မောင်နဲ့အရင်မှတေဦးဆောင်လာတော်တော်လေးကောင်းတယ်တခင်ကြီးကလည်းကောင်းပါတယ်ပေါ့နော်အာလည်းပဲဒီတိုင်းမှာအာတွေးခဲ့တဲ့ပုံရိပ်လေးပေါ့နော်ဒါတရားပြကျွန်တော်တို့တခင်လေးကိုခဏနားထောင်ကြည့်မယ်နော်

ဝင်ကျွန်တော်ဖုန်းနှလုံးရှိတဲ့လူတွေကတော့ကျွန်တော်တို့ဒါတလုံးဝပူပြီးရိုက်ပါတော့တလုံးဝဆက်ဝင်တော့ပေါ့ကြီးပေါ့နော်အဲ့လိုမျိုးလုပ်လို့ရတယ်ဒါကတော့ဖုန်းနှလုံးနဲ့ရှိတဲ့လူတွေကကျွန်တော်မျှဝေပေးရဖြစ်တယ်အားလုံးပဲစိတ်ပြေကြပါစေဗျာအားနားမလဲဘူးဆိုရင်ကျွန်တော်တို့ချက်ပြန်ပေးလို့ရတယ်နော်